ယောဘာလီဖိုင်နယ်ကမန်တွန့်ငရဲနဲ့နိုင်ဗန်ဘယ်ရောက်မလဲဆုံးဖြတ်ပေးမယ်ပွဲအားလုံးပဲမင်္ဂလာပါ JK Sport 2.0ကနေကြိုဆိုပါတယ်မန်သင်းဒီပြအမော်ရင်ကယောဘာလီရလဲမန်ယူသင်းရဲ့ပရီးမီးယားလိမှာညံဖျင်းတော့မဖုံးကွယ်နိုင်ဘူးလို့ပြောပါတယ်သူတို့တင်းကဥရောပဖလားရတဲ့ပရီးမီးယားလိသမိုင်းနှစ်လျှောက်အညံဆုံးအသင်းမှာဆိုပြီးဝင်ခံခဲ့တယ်အမော်ရင်ရောက်လာပြီးမှမန်ယူသင်းကပရီးမီးယားလိမှာရလဒ်တွေပို့ပြီးတော့ဆိုးလာခဲ့တာပါဒီပြောင်တန်းထက်ပုံမှုဆိုးရွားတဲ့ ရေမြလီရလက်တွေကိုအမိုရီယန်ဆိုင်ခဲ့ရပါတယ်။မိုင်တင်ပြိသက်တွေကိုရန်အမိုရီကိုထုတ်ပယ်ဖို့ထိတောင်းဆိုခဲ့တယ်။မိုင်ဦးသားလာမယ့်ရာသီချန်မယ်လီဝင်ခွင့်မရရင်ဇာမလာဆောင်ငွေက25ရာခိုင်နှုန်းထိရှော့ချခံပွဲရှိနေပါတယ်။နောက်23-24ရာသီကစတင်ပြီးတော့မိုင်ရဲ့ဇာမလာဆောင်ငွေကပေါင်185တန်းကနေပေါင်163တန်းစက်နှစ်ရာခိုင်နှုန်းရော့ချခဲ့တယ်။ချန်မယ်လီဝင်ခွင့်မရလို့ထိတ်တန်းဇာမတွေကိုမစွဲဆောင်နိုင်ဘူး။လာစားနေလို့လေကျဲဝင်းဇာမတွေကမလာခြင်းကြပါဘူး။ဒါကြောင့်လဲအမိုရီက ချန်ပီယံလိဝင်ဝင်ကအရာအလုံးကိုပြောင်းလဲပြစ်နိုင်တယ်လို့တင်စားတာပါဝင်ဝင်တိုးလာမှလည်းပုံမကောင်းမှုတဲ့အသင်းကိုဖန်ဆင်းနိုင်မှာပါချန်ပီယံလိဝင်ဝင်မရရင်လာမယ့်နှွေမှာဇာမတိခေါ်ဖို့အတုံးစိတ်မရှိနိုင်ဘူးလို့အတိပေးထားဘူးလေမန်ယူရဲ့ကြွေးမီပမာဏကပေါင်၁ဘီလီယံရှိနေတယ်လို့ပြီးခဲ့တဲ့၅နှစ်တွင်းအရှုံးငွေကလည်းပေါင်တန်း390ရှိနေတာပါဗန်နိုက်ချက်တဲကြောင့်မန်ယူနိုက်တက်ကဝန်ထမ်း900နီးပါးရှော့ချခဲ့ရတယ်မန်ယူနိုက်တက်ညံချက်ကလက်ဖျားပါခါလောက်ပါလေပရီးမီးယားလိဂ်သမိုင်းမှာလက်ရှိမန်ယူတင်းဟာရှက်စရာအကောင်းဆုံးဖြစ်နေလိမ့်မယ် မန်ယူပြအာမိုရင်ကိုတိုင်လဲသူ့အသင်းကနှစ်ပေါင်း90အတွင်းအញ្ញံဆုံးမန်ယူသင်းဆိုပြီးဝန်ခံထားပါလေပရီးမီးယားလိတရားသီလုံးနီးပါးတန်းဆင်းရမလားတန်းဆင်းရမလားဆိုပြီးတော့စိုးရိမ်နေခဲ့ရတယ်လို့အခုချိန်ဒီလဲရက်တီမှုကတန်းဆင်းဆုံးအထက်နားမှာပါတချိန်လုံးကရွှေထီးစောင်းခဲ့တဲ့ပြအခုချိန်မှာတိတ်ခါမဲ့တယ်မန်ယူသင်းတို့ကထွက်ပေါက်တစ်ခုတော့ရှိနေပါလေယူရိုပါလိမှာအောင်မြင်မှုရရင်ဆိုတဲ့မျှော်လင့်ချက်ပါပဲမန်ယူသင်းပရိသတ်တွေကအဲ့ဒီမျှော်လင့်ချက်လေးနဲ့အားတင်းထားတယ်အာမိုရင်ကယူရိုပါလိကြောင့်ကျွန်တော်တို့ရဲ့ပရီးမီးယားလိအဆက်ရမှုတွေပျောက်ကွယ်သွားမှာမဟုတ်ပါဘူး ရင်းများလီမှာဖြစ်ခဲ့တဲ့အဆိုးတွေပြောင်းလဲပြုလို့မရနိုင်ပါဘူးကျွန်တော်တင်ကနှစ်ပေါင်း90တွဲမှာအဆိုးအဆုံးမန်ယူသင်းပါလက်ရှိအသီးကစိတ်ပြက်စရာကောင်းလွန်ပါတယ်လို့ဝန်ခံခဲ့ပါတယ်ယိုဘာလီအောင်ပွဲကမန်ယူရဲ့အနာဂတ်ကိုတက်ရောက်မှုကြီးမားနေတယ်ယိုဘာလီအောင်ပွဲရမှချန်ပီယံလိကစားကွင်းရမယ်ချန်ပီယံလိကစားကွင်းရမှဗန်ဒိုင်းဟန်ချက်တည်ငြိမ်မယ်တကယ်လို့များယိုဘာလီအောင်ပွဲမရရင်မန်ယူက35နှစ်အတွင်းဒုတိယအကြိမ်မြောက်ဥရောပပြိုင်ပွဲဝင်ခွင့်မရတဲ့မှတ်တမ်းဆိုးနဲ့ရင်ဆိုင်ရပါမယ်ပြည်ရဲ73ရာသီတွင်ချန်ပီယံလိကစားကွင်းမရတဲ့6ရာသီမြောက်ဖြစ် ရင်ဆိုင်ရပါမယ်။မန်ယူတဲ့ရှယ်ယာရှင်စာဂျင်ရက်ကလစ်ကချန်ပီယံလိဝင်ခွင့်ရရင်ပေါင်တန်း80နဲ့တန်းတရာကြားရမယ်လို့မျှော်လင့်ထားတယ်။ယူရိုပါလိကပေါင်တန်း40လောက်ပဲရတာပါ။တကယ်ဆိုရင်ချန်ပီယံလိဝင်ခွင့်ရရင်ပေါင်တန်း100အထိရနိုင်ပါတယ်။ကွင်းဝင်ကြီးစပွန်ဆာကြီးစုကြီးစတာတွေကနေဝင်ခွင့်ရတစ်ချိန်တိုးမြင့်တက်လာမှာပါ။တကယ်လို့များမန်ယူကလာမဲ့ရာသီချန်ပီယံလိဝင်ခွင့်ရပြီးတော့တပွဲမှာအနိုင်မရဘူးဆိုလဲပေါင်တန်း80လောက်ပိုင်းဆိုင်အောင်မှာပါ။2019ခုနှစ်ကနေ2024ခုနှစ်ကြားမှာ မန်ကရောဘပြိုင်ပွဲတွေကလည်းဝင်ငွေအ ਨੇ ဆုံးရခဲ့တာပြီးခဲ့တဲ့ရာသီကဖြစ်ပြီးတော့ပေါင်52တန်းပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ယူရိုပါလိဖိုင်နယ်မှာဆောင်းမဲစပါတင်းကလက်ရှိရာသီတွင်မန်ကို3ချိန်တိုင်တိုင်အနိုင်ရထားပါတယ်။အခုဖိုင်နယ်မှာလည်းမန်ကိုဝေနာတွေထပ်ပြီးခဲ့မယ်ဆိုရင်လာမယ့်ရာသီမန်ယုံတင်းရဲ့အဖြစ်ကပြည်တွင်းပွဲတွေပဲကစားနေရတဲ့ဒုတိယဒန်းစာအသင်းလေးဖြစ်သွားမှာပါ။ဝင်ငွေလည်းမရှိပဲအသင်းကိုစိတ်တိုင်းကျပြင်ဆင်နိုင်မှာမဟုတ်တော့ပါဘူး။ယူရိုပါလိဖိုင်နယ်ကမန်ယုံတို့ငရဲနဲ့နှိပ်ပန်ပေရောက်မလဲဆုံးဖြတ်ပေးမယ်ပွဲပါပဲ။ ဟုတ်ကဲ့ဆိုတော့ဘောရတော့ဘယ်လိုထင်လဲဘယ်သူနိုင်မယ်ထင်လဲဗျဘယ်သူအားပေးနေကြလဲပြောပေးခဲ့ပါဦး